ဖွင့်နေနာမည်တော့မပြောတော့ပါဘူးเนาะထိုင်းသာသဆိုင်တစ်ခုမှာအရင်နာမည်ကြီးနေတယ်သမင်းကျော်လေးပါကျွန်တော်ပြောပြပါမယ်เนาะဒီကျန်းကျင်ဒီယူဒီစိအနီဘေဘီကောကျက်သွန်နီဘွဲ့ဥကြောင့်ဝတ်တာပစုံကျက်ဥလို့ဖြစ်ပါတယ်ကျက်သွန်ပြီးစီတတ်မယ် ဆိုထည့်မယ်ဘောသားထည့်မယ်တော့ဝရဒီဝန်တော့အောင်ပြုစီတဲ့ဘဲညပြာကြီးဆက်ထားရတယ်ဆက်ရတယ်နော်ဘောသားထည့်မယ်ဆိုင်ကြီးကအကြီးရက်ပြီးတော့သမင်းထည့်ပြီးတော့မှဆက်တော့အဲ့တိုင်းကြော်ပြမယ်နော်ကျွန်တော်တို့ကြတော့အကြီးရက်တွေဝင်တယ်

တက်သားမဟုတ်နည်းနည်းထဲ့မယ်ချုံမဟုတ်နည်းနည်းထဲ့မယ်ကြာနည်းနည်းထဲ့မယ်ပေးငံပြရင်နဲ့ QC ဆက်ထားတာအတဆုံးခွဲလောက်ထဲ့မယ်ပေးငံပြရင်အပြည့်အရောင်ရအောင်ထဲ့မယ်တတ်ကြောင့် Thank you.

လိုက်တော့ဆက်သမိတ်လေးအပေါ်အောင်ဘူးနော်ဒီတော့လည်းပါကြားပါလိမ့်နော်အရင်နဲ့လည်းကြီးရပါနော်ပါဝင်ပစ္စည်းကတော့အရင်များပါတယ်အဲဒီမဲ့ချော်စားကြည့်ပါအရင်ကောင်းပါတယ်ကျွန်တော်ဆက်ဆိုးပါခင်းချက်နေတယ်ထမင်းကြော်တွေမျိုးစုံကိုစေတနာနဲ့မျှဝေနေတာဖြစ်ပါတယ်အဲဒီကခင်ဗျား